မင်္ဂလာပါရှင်ရောင်းဝကတိချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မုံရမပေါ်တောင်ဆက်မှုပိုဆိုးလာပြီးတရက်ထဲလူငယ်30ကျော်ဖမ်းဆီးခဲ့ရ။သခိုင်းတိုင်းမော်အမျိုးပေါ်မှာဇက်တက်ကပေါ်နာဆက်ဖမ်းဆီးမှုတွေပုံမှုဆိုးအားလာပြီးနိုဝင်ဘာ10ရက်တရက်ထဲလူငယ်30ကျော်ဖမ်းဆီးခံလိုက်အကြောင်းမျိုးကန်ဒီကပြောတယ်။နိုဝင်ဘာလ10ရက်ကမော်အမျိုးပေါ်မှာစကောင်းစီတက်ကအင်စီကိုင်းနဲ့ပေါ်တာလိုက်ဆွဲခဲ့ရညနေပိုင်းမှာတော့ဆက်မှုဆောင်ကနေအလုပ်ပြန်လာတဲ့အလုပ်သမား10ဦးထက်မနည်းပေါ်တာဆက်ဖမ်းဆီးခံလိုက်အကြောင်းဒေသခံတွေကပြောတယ်။ အလားတူနေ့လယ်ပိုင်းကလည်းမော်ရမျိုးတမစိုက်တီလမ်းဘက်မှာစိုက်တွဲနေလာတဲ့အဖသုံးစလုံးကိုဆေးဥစုကပေါ်တာဆွဖန်စီတော်ကြောင့်ဒေသခံတွေကပြောတယ်။တမြုပ်လုံးကိုမနက်ကနေညအထိပတ်ပြီးတော့ပေါ်တာဆွနေရကြောင်းမနေ့ကတရက်ထဲ30ကျော်ဖန်စီခဲ့ရပြီးအရေးအတွက်ဒီထက်များနိုင်ကြောင်းမြို့ခံတွေကပြောတယ်။ဒီနေ့မနက်လဲစစ်ကြောင်းထိုးနေတဲ့အသာစီလမ်းဘက်မှာဆေးဥစုကစိုက်တွဲသမားတွေကိုဖန်စီနေလို့ဒေသခံတွေကပြောတယ်။ စေကောင်းစီတန်ဟာပြီးခဲ့တဲ့တရင်ကျော့တဆောင်တိုင်းကာလမှာမုံရမြို့မှာလည်းပြုတ်ပွဲရှင်ပွဲလုပ်ပေးပြီးဘွဲတော်အပြဲလူငယ်တွေကိုပေါ်တာဆွဲခဲ့ပါတယ်။ဒါပြင်ယခုနိုဝင်ဘာလအတွင်းမှာလည်းဇေယျောင်းဘွဲတော်နဲ့စတိတ်ရှိုးပွဲကိုပြုလုပ်ပေးပြီးပေါ်တာဆွဲဖို့စီစဉ်နေကြောင်းတရင်ရရှိတယ်။ ဆက်လက်ပြီးတော့စစ်တပ်တံမြန်ထိုးစစ်ကိုခံမပြင်းစင်ပူပေါင်းရပါဝင်စစ်ရဲနိုင်ငံရေးစီးပွားရေးပူပေါင်းဆောင်ရွက်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့ချင်းချင်းနောက်စီပီဖွဲ့တို့ဆောင်ဆွေးနေ AA ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါဝင် AA ထိပ်ပိုင်ကောင်းဆောင်နေတဲ့ချင်းချင်းနောက်စီပီဖွဲ့တို့တွဲဆောင်ပြီးဂျပန်စစ်တပ်တံမြန်ထိုးစစ်ကိုခံမပြင်းစင်ပူပေါင်းရပါဝင်စစ်ရဲနိုင်ငံရေးစီးပွားရေးပူပေါင်းဆောင်ရွက်ဆင်းနေခဲ့ကြောင်းချင်းချင်းနောက်ပြောရေးဆိုခွင့်ရှိသူစနိုင်းယောမန်ကပြောတယ် နိုဝင်ဘာလ10ရက်နေ့မှာပြုလုပ်တဲ့ချင်းညင်တော်ရန်ပုံငွေရှာဖွေပွဲမှာ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီးအော်တိုဘာလတွင်ရင်းတို့တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း၎င်းထုတ်ပေါ်ပြောဆိုတဲ့အဆိုပါတွေ့ဆုံမှုနဲ့ပတ်သက်လွဲမှတ်တမ်းတပုံတွေထုတ်ပြရန်ရှိနေသေးကြောင်းစနိုင်းရောမန်ကပြောပါတယ်။ရင်းစင်တွေပေါ်မှာစေကောင်းစီရဲ့တံပြန်ထိုးစစ်စင်စစ်စင်လာနိုင်မှုအခြေအနေတွေကိုခံပန်းချက်ပြင်ဆင်ချက်ပူပေါင်းဆိုင်အတီတွေကိုပူပေါင်းဆိုင်အကြံစနစ်ကြောင်းတည်ရတယ်။ရင်းတွေးဆောင်ပွဲမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါဝင် URL ပါတီထိပ်ပိုင်ကောင်ဆောင်နေအာရခတက်တော်၏စစ်ရေးထိပ်ပိုင်ကောင်ဆောင်နေနဲ့တွဲဆုံခွင့်ရရှိပြီးယူအန်လီအေထိန်းချုပ်ထားတဲ့မြို့ငါမြို့လောက်ထိလွတ်လွတ်လပ်လပ်ပဲခွင့်ရရှိခဲ့ကြောင်းသိရတယ်။ကျွန်တော်တို့အကျိုးရှိဆုံးက ULA ပါတီကောင်ဆောင်ပိုင်းတွေအကြီးအကဲတွေဆုံဆုံလင်းလင်းပဲ ULA ပိုင်းကရော AA ပိုင်းကရောအကုန်လုံးတော်တော်များများကိုပြီးခဲ့လေ၅၀နှစ်ပိုင်းမှာအဲ့လောက်ဆုံဆုံလင်းလာမရှိဘူးတဲ့ ဆောင်လင်မှုနဲ့ကျွန်တော်တွဲဆောင်ခဲ့ကြရတယ်အရင်ကတင်စရာတခုကတော်လန်ရေးကိုတို့ဘလို့ဆင်းဆင်းကြောဖြက်လာလဲဘလို့တိဆောက်လဲဘလို့ခက်ခဲဖြစ်လာကြလဲဆိုတာတို့နဲ့ဆွေးနွေးခြင်းအပြင်ကိုယ့်အကိုရှင်ထိုးကြည့်လို့ရတယ်လို့စလိုင်းယောမန်ကပြောတယ်။ထို့သောတွဲဆောင်မှုကခဏလာတွဲဆောင်ခြင်းမျိုးမဟုတ်ဘဲအချိန်များစွာတွဲဆောင်ပြီးအပြန်အလှန်လက်ဆောင်တွေပေးရခြင်းမှတ်တမ်းတစ်ပုံတွေရိုက်ကူးခြင်းတို့လှူဆောင်ခဲ့ကြကြောင်းတွဲဆောင်မှုများအတွင်တင်ယူစရာသင်ကန်းစာတွေလေ့လူစရာသင်ကန်းစာတွေလည်းရယူခဲ့ကြောင်းသိပေးတယ်။ဒါရင်မီတင်လေးပြီးတော့အနေမဟုတ်ဘူးမီတင်တွေ့ကြတယ်။ အများကြီးပြန်လဲစကားပြောပြီးနေလဲစားတဲ့ခင်ကျွေးမွေးစားတောင်းကြတယ်စားတော့နေတော့မှလဲစကားအများကြီးပြောပြကြတယ်ပြီးတော့မှလဲစကားအများကြီးပြောပြတဲ့ဆွေးနွေးဖြစ်ပါတယ်ချင်းညောင်ဖွဲမှာချင်းမျိုးသားကောင်စီမင်းတက်မင်းတက်ချင်းမျိုးသားဖွဲ့ချုပ်ဇွန်မီဖက်ဒရယ်စီယုံ CFU PDS ဆိုလန်ချင်းကောက်ွယ်တက်ကံပလက် CDF ကံပလက်မက်တူဘီဒေါ်လိုင်းဖွဲ့ချုပ် MRO CDF မက်တူဘီနဲ့မရာနဲ့မြေအုပ်ချုပ်ရေးကောင်စီကိုပါဝင်ပါတယ်။ဆက်လက်ပြီးရွှေကုတ်ကိုစားဖြတ်မျိုးသက်ကိုတီထောင်သူ BJ စောချစ်သူရဲ့ကိုယ်ကွယ်ရနိုင်ငံတကာရာဇဝတ်တရားခန်း ရှိစီချင်းကိုထိုင်းကရပ်ပောင်60တွင်တရုတ်တို့လှည့်ပေးတော့မယ်။ကင်းပြင်းနယ်မြောင်းရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရွှေကုတ်ကိုကြဖြတ်လောင်ကစားမြို့တစ်ကိုထူထောင်သူလည်းဖြစ်စစ်တလောက်ခံကိနေကြဆောင်တက်ပြီးချက်ကောင်းဆောင်ဆော့ချစ်တွေကိုကိုရလည်းဖြစ်တဲ့နိုင်ငံတကာရာဇဝတ်တရားခံကြဖြတ်ကောင်းဆောင်ရှိစီချင်းကိုထိုင်းကရပ်ပောင်60တွင်တရုတ်နိုင်ငံကိုလှည့်ပြောင်းပေးတော့မည်ဖြစ်တဲ့ နိုဝင်ဘာလ10ရက်နေ့ထိုင်းနိုင်ငံရှိအယူခံတရားရုံးကနိုင်ငံတကာရာဇဝတ်မှုတွေပါဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ200ကျော်ကိုတရားမဝင်လုက ਾਇ င်ခဲ့တဲ့ဈာပြန့်ငွေလင်းကိုင်းရဲ့အဓိကကောင်းဆောင်ရှိစီခြင်းကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးရန်ကိစ္စကိုအတိပြုဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီးရပ်ပေါင်း90တွင်တရုတ်နိုင်ငံကိုလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။တရုတ်နဲ့ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်ခံယူထားရရာဇဝတ်တရားခံရှိစီခြင်းကိုတရုတ်နိုင်ငံကလောင်းကစားမှုတွေဈာပြန့်အွန်လိုင်းမှုတွေနဲ့အလို့ရှိနေခြင်းဖြစ်တဲ့သူက2022ခုနှစ်ဩဂုတ်လမှာထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ထိုင်းဆွဲကဖန်ဆီးရရှိခဲ့ခြင်းဖြစ်တဲ့ မနက်၂၂ခုနှစ်နိုဝင်ဘာမှာ၎င်းတရုတ်နိုင်ငံသို့လွှဲပြောင်းပေးရန်တရုတ်ကတောင်းဆိုခဲ့ပြီး၂၀၂၅ခုနှစ်အောက်တိုဘာ၂၂ရက်နေ့မှာ၎င်းတရုတ်နိုင်ငံကိုလွှဲပြောင်းပေးရန်ထိုင်းဆိုရောက်ဖွဲ့ခြေကဥပဒေခရုံကတည်ပြုဆုံးဖြတ်တယ်။ကမ္ဘောဒီးယားနိုင်ငံသားလည်းဖြစ်တဲ့တရုတ်နိုင်ငံသားရှီစီချင်းကကောစင်တာနဲ့ကြားဖြန့်လောင်းစားလုပ်ငန်းတွေအတွက်ကမ္ဘောဒီးယားနိုင်ငံနဲ့မြန်မာနိုင်ငံမှာကြားဖြန့်စီမံကိန်းမျိုးတင်များအကောင်အထည်ဖော်ခဲ့သူဖြစ်တယ်။ စစ်တပ်လက်အောက်ခံကင်းနေကျောင်းဆောင်တဲ့ BGF ခေါင်းဆောင်စောချစ်သူရှိစီချင်းလူမျိုးရေးအတွက်စုတောင်းပွဲကိုရွှေကုတ်ကောင်မှ2024ခုနှစ်ဩဂုတ်လ17ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ပြီး၎င်းကိုယ်တိုင်တောင်းရောက်တရားပြည်ဝပြည်စုတောင်းခဲ့တဲ့နိုင်ငံတကာလောင်ကစားငွေလိမ်လုပ်ငန်းတွေကြောင့်အလို့ရှိခံနေရတဲ့ရာဇဝတ်တရားခန့်ချီစီချင်းဘေကင်ရဲ့ဂျမဆီယန်နဲ့ပြန်လည်လွတ်မြောက်ရေးနယ်ချောင်းဆောင်တဲ့ BGF ကောင်းဆောင်ဆောင်ချစ်သူကရွှေကုတ်ကိုမှလူရချင်းဂျာနက်ချီတယောက်ခဲအခမ်းအနားပြုလုပ်ဝပြည်စုတောင်းခဲ့ခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့လောင်းလုံး မြင်းမော်ရွာကိုစစ်တပ်ကစစ်ကြောင်းထုတ်လိုက်တိုက်ပွဲတွေဖြစ်ပွားနေပြီးရွာလုံးစုထွက်ပြေးနေရတရချောင်း66ရွာကိုစစ်တပ်ကမိရှို့ပြက်စီဒနေ့တိုင်းတိုင်းလောင်လုံးမြို့နယ်မြင်းမော်ရွာကိုဂျန်ဖန်စစ်တပ်ကစစ်ကြောင်းထုတ်လိုက်တိုက်ပွဲတွေဖြစ်ပွားပြီးရွာလုံးစုထွက်ပြေးနေရကြောင်းတော်လိုင်းတင်းမြင့်ကပြောတယ်။နိုဝင်ဘာလ10ရက်နေ့မနက်စောပိုင်းမှာလောင်လုံးမြို့ပေါ်မှာတက်ဆွဲထားတဲ့ဂျန်ဖန်စစ်သားတွေကမြို့နီးရှိမြင်းမော်ရွာကိုအင်အားလုံးရင်းနဲ့စစ်ကြောင်းထုတ်ဝင်ရောက်လာခြင်းဖြစ်တယ်။ထို့သောစစ်ကြောင်းထုတ်ဝင်ရောက်လာကြောင်းတော်လိုင်းတစ်ဖွဲ့နဲ့ဂျန်ဖန်စစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားပြီးကျေးရွာနေပြည်သူရာလုံးစုထွက်ပြေးတိမ်းရှောင်နေကြအောင်ရင်းချက်ဖက်စစ်တပ်စစ်ကြောင်းကလည်းရှိချိန်တည်ရင်းမော်ရွာထဲမှာရှိနေသေးပြီးစေတင်မာနေဆဲဖြစ်ပါတယ်။အလားတူတနင်္သာရီတိုင်းတရချောင်းမြို့နယ်6ချောင်းရွာကိုလည်းဂျန်ဖက်စစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်ပြီးနေနေကိုမိရှုပ်ပြန်စီတော့ကြောင်းဒေသတွင်စေတရင်မြစ်ကပြောတယ်။နိုဝင်ဘာ9ရက်နေ့မှာမိတ်တွယ်လမ်းပိုက်ကိုအင်အားလုံးရင်းနဲ့စစ်ကြောင်းထုတ်လာတဲ့ဂျန်ဖက်စစ်တပ်က6ချောင်းရွာကိုဝင်ရောက်စီးနေမိရှုပ်ဖြန်စီခဲ့ကြောင်းထို့သောစစ်ကြောင်းထုတ်လာတဲ့ဂျပန်စစ်တပ်နဲ့ဒွန်လိုက်တပ်ဖွဲ့အထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက်စစ်သားတွေကနေကိုမိရှုသွားခြင်းဖြစ်ပါတယ် ဆလတ်ပြီးဗမာမျိုးဘော်ကိုစစ်ကောင်စီပုံကျဲနေစကိုင်းနယ်ဗမာမျိုးဘော်ကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုင်းနေရလို့ဗမာမျိုးနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကပကဖတ်တောင်ရှိသူကပြောပါတယ်နိုဝင်ဘာလ17ရက်နေ့ကိုနိုင်ရီကနေ10နိုင်ထိဝိုက်တွဲလင်းနဲ့ပုံတွေပတ်ကျဲနေရလို့သိရတယ်မြို့နီးမြေပြင်တိုက်ဖွဲ့တွေပြင်းထန်ကြနေတာမို့စစ်ကောင်စီတန်းနဲ့အဆန်နေတဲ့ထိခိုက်မှုရှိပါကစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပြင်းထန်လုပ်လို့ရှိရလို့ဗမာမျိုးစေးသတင်းမြစ်ကပြောတယ်နိုဝင်ဘာ9ရက်တိုက်ပွဲမှာစစ်ကောင်စီတန်းနဲ့အဆန်နေတဲ့တပ်သားတွေတေဆောင်ထိခိုက်များပြခဲ့ပြီးအလောင်းတွေပါကျဲခဲ့လို့သိရတယ် ဒါအပြင်မြို့အနောက်ဖက်ခြမ်းကနေထိုးစစ်ဆင်လိုက်စစ်ကောင်စီတမန်အင်အား900ဝန်းကျင်ရှိလို့သခိုင်းထပ်ပိုင်းစေတရင်မြေကပြောတယ်မမောင်မြို့ကိုစစ်ကောင်စီအမှတ်တေးစစ်တေတာကိုကင်မှုနယ်ပြည်ခဲ့စတေမ20ကတင်ပိုင်းခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာလကွယ်ကစားပြီးမမောင်မြို့နယ်မှာစစ်စင်လုပ်ငန်းတွေတယောက်စားစားနိုင်ဖို့ည9နာရီကနေမနက်9နာရီထိညမထွက်အောင်အမိန့်ရကန်သမရှိကာကွယ်တပ်တွေထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးကြောက်စစ်ပုံမြောင်တပ်ဘက်ဦးတီဗီပြန်လာတဲ့ကြက်ဘက်စစ်သားကြားပြတ်တိုက်ခိုက်ခံရစကိုင်းနိုင်မွန်မြို့နယ်သားစီကနေကြောက်စစ်ပုံမြောင်တပ်ဘက်ပြန်လာတဲ့အကြက်ဘက်စစ်သားလမ်းကနေကြားပြတ်တိုက်ခိုက်ခံရလို့ဗုဒ္ဓလူမျိုးနယ်တပ်ပေါင်းစုစစ်ကြောင်းသတင်းထုတ်ပြန်နေမနက်ရှင်းနိုင်ခွဲမှာ180ကျော်ပါကြက်ဘက်စစ်အုပ်စုကိုဒေသတော်လှန်ရေးဘော်တွေက ထမ်းပေတရကိုပင်ရွာနဲ့ထမ်းပေလာရနီမှာလက်ဖြတ်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွင်မှာဂျက်ဖက်စေအုပ်စုဝင်တွေထိခိုက်ကြဆုံးမှုရှိခဲ့ပြီးအထိနာသွားကြောင်းကျောက်စစ်ပေါ်များတက်ကနေလက်နက်ကြီးပစ်ကိုပေးခဲ့သလိုနောက်မြောက်တိုင်းစစ်လာနာချုပ်ကနေပရိုမိုတာနဲ့စီနယ်ပုံတိကျဲချတိုက်ခိုက်ခဲ့ပြီးထိခိုက်ဒဏ်ရသူတွေကိုတပ်များကကားနဲ့လာခေါ်သွားတယ်လို့သိရတယ်။ဒီစစ်စင်ကိုဘုဒ္ဓလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမိုးရမြို့နယ်တိုင်းနယ်ကမိုးရခိုင်တရင်ဆက်ရှိတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ရလို့သိရပါတယ်။နားဆင်အားပေးကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။